နမစတေအားလုံးပဲမင်္ဂလာပါညီမကတော့ယောဂ instructor ခင်မိုးဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကတော့ဒီမျိုးသမီးတွေပေါ့နော်တင်ပါအလှနဲ့ပတ်သက်ပြီးတော့ခဏခဏလေ့ကျင့်ခန်းလေးလုပ်ပြပါလေ့ကျင့်ခန်းလေးလုပ်ပြပါဆိုပြီးတော့မေးထားတာလေးတွေကို အခုလုပ်ပြမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အခုလေ့ကျင့်ခန်းလေးကအာကစားကိုတခါမှမလေ့ကျင့်ဘူးတဲ့သူလည်းလေ့ကျင့်လို့ရအောင်အရင်တော့ကလေ့ကျင့်ထားရဲဆိုရင်လည်းပို့ပြီးတော့ထိထိရအောင်နဲ့လေ့ကျင့်နိုင်အောင်အာ ဝင်မြပေးမယ် နေကျင်ခံအကွက်ကလေးတွေဖြစ်ပါရဲ့เนาะအဲ့ဒီအတွက်ကြောင့်အခုညီမတို့ကဒီတင်ပါအလှလင်းကျင်ခံဖြစ်တဲ့အတွက်ပေါ့เนาะမိမိရဲ့စိတ်ကဒီတင်ပါမာဆယ်ကိုပဲတာဂတ်ထားပေးပါဆိုလိုရင်းကတင်ပါမာဆယ်မှာပဲစိတ်နှစ်ပေးထားပါတခြားသောအဲနေရာတွေမှာအာအရန်မဆိုင်ပါနဲ့တင်ပါလေးမှာသွားပြီးတော့ထိနေတဲ့ဆိုရင်ကိုရပါတယ်အဲ့တော့နံပါတ်1အရေးကြီးဆုံးကကိုယ့်ရဲ့တင်ပါကိုအဲကိုယ့်ရဲ့တင်ပါမာဆယ်ကိုပဲအာယုံဆိုင်ပေးဖို့အပြည့်အဝအာယုံဆိုင်ပေးဖို့လိုပါတယ်ပြီးရင်အတင်းကြီး ်အဲမြောက်တာတွေအတင်းကြီးပြန်ပြီးတော့ကိုေးတာဆက်နာတွေကိုမလုံးမိဖို့ပရမအုဆုံးသတိပေးလိုပါတယ်ခါလေးပါခါနဲ့ဂျင်မားနဲ့ကပုံမှန်တိုင်းပဲရိုးရိုးလေးပြောရင်ဆက်နေတာဖြစ်တဲ့အတွက်စပြီးလေ့ကျင့်တဲ့သူတွေအတွက်ဆိုရင်ခါနာသွားတာမျိုးဖြစ်မှာစိုးရင်လိုပါအဲ့တော့ဒါဆိုစရအောင်အဲ့တော့ညီမတို့ကအခုပုံမှန်အနေထားလေးညီမတို့၄ဘတ်ထောက်အနေထားလေးကိုချိန်မယ်ပုံမှန်ထိုင်နေကြအနေထားကနေဒူးနှစ်ခုကိုတင်ပါနဲ့ တန်တန်နေသားလေးမှာထိုင်ဖို့အတွက်တရောင်နဲ့ဒူးလေးနဲ့ကိုထိလိုက်မယ်။ကိုယ့်ရဲ့ဒူးနှစ်ခုကတင်ပါအကျယ်ဖြစ်တဲ့ကျင်းလည်းမကျင်းဘူးကျယ်လည်းမကျယ်ဘူး။ပြီးရင်တရောင်နဲ့ဒူးနဲ့ထိပြီးတော့လက်ကလေးရှိကိုတက်တက်လေးဆန်းလက်ကလေးလေးကိုထောက်မယ်တရောင်လေးကြွမယ်။လက်လက်ချောင်းတွေပါအကုန်မလိုက်လက်ကလေးပဲခြားခဲ့။လက်မလေးကလက်ကလေးကိုသွားပူးမယ်။အဲ့ဒီလက်ကလေးကိုဟာထုတ်လိုက်။အဲ့ဒါဆိုရင်အရှိကိုခြားလိုက်ကြားတဲ့နေရာပါပဲ။နောက်ဆိုညီမတို့ကတင်ပါနဲ့ဒူးနဲ့ တန်းသွားပြီပခုံးနဲ့လက်နဲ့တန်းသွားပါပြီအဲ့တော့လက်နှစ်ခုကပခုံးကွာဝေးဒူးနှစ်ခုကတင်မအကွာဝေး ready ဖြစ်ပြီဆိုရင် cat ကောင်းလေး၃ခေါက်လောက်သွားရအောင် one bite ကလေးကိုဒီလိုလေးတင်မကောက်လိုက်မယ်ပေါ့နော်အောက်ပြစ်ချလိုက်မယ်ခေါင်းလေးကိုမောနိုင်တဲ့လောက်မောလိုက်မယ်ကြော်လေးကောနိုင်တဲ့လောက်ဆွဲကောရှစ်ထုံးမဲ့ခေါင်းလေးကို one bite ကလေးကိုညစ်ပြီးတော့အပေါ်ဘက်ကိုဆွဲတွန်းလိုက်မယ်၃ခေါက်သွားမယ်ရှစ် one bite ကလေးပြစ်ချ ။ကောင်းလေးမော်ရနိုင်တဲ့လောက်ကြော်လေးကိုကော့နိုင်တဲ့လောက်ကော့ထုတ်တင်မလေးတွေခါလေးတွေမှာခံစား။ထောက်ကောင်းလေးငုံကြောယူခုံးနိုင်တဲ့လောက်ဆွဲခုံးမေးစီရင်ဘက်ဆွဲကလေဘင်းလေးရနေခိုးရှူမျက်လုံးလေးချက်ကိုကြည်ထားရနိုင်တဲ့လောက်နောက်ဆုံးတစ်ခေါက်လောက်ရှူ တင်ပါလေကောက်နိုင်သလောက်ကောက်ကောင်းလေးမော့နိုင်သလောက်မော့ထားမယ်1တခါလေးမှာအရှိတို့တို့တိုးဝါတက်တယ်တချို့ကနောက်ကိုဆုပ်ဝါတက်တယ်အရှိတို့နောက်ဆုပ်လုံးဝမလုပ်ဘူးမိမိရနိုင်သလောက်ကလေးပဲဆွဲကော့ထားပေးမယ်2လေးများများလေးရှူပေး3 4 5ရှူတော့ဝမိုက်ကလေးညစ်ကြောယူခေါ်မျက်လုံးချက်ကိုရှာမယ်ရာနိုင်တဲ့လောက်ကလေးလေဘင်းကနေနှာခေါင်းကရှူလို့မရရင်လေဘင်းကနေလေရှူပေးမယ်နော်2 3 4 5 four five ရှုပ်ပြီးပုံမှန်လေးကိုပြန်လျှော်လိုက် okay ပုံမှန်နေသားလေးရောက်ရင်ခါးယူအရန်ကြီးဒီလိုခွတ်ထားရလဲမဟုတ်ဘူးအရန်ခုံးတင်လိုက်တာလည်းမဟုတ်တတောင်းတတားလေးပဲ short ချလိုက်တတောင်းတတား short ပြီးပြီဆိုရင်ညီမတို့ညာဘက်ခြေထောက်ကလေးကိုစပြီးတော့ခြေဖြည်းဖြည်းချင်းဒူအကွေးတိုင်းလေးအပေါ်ကိုတင်မယ်ခါးလေးမှဒီလိုဆောင်းဝါးတက်တဲ့အတက်နိုင်ဆုံးပြန်တက် ်ဒူးလေးကိုပြန်ချမယ်အတိုင်းလေး10ချိန်သွားမယ်ရှူရသလောက်ကလေးပေါ်ကိုတွန်းတင်တင်မလေးကိုပဲခန်းစားပေးနော်ထောနောက်တစ်ချိန်ရှူဒါဆိုဇက်တိုက်သွားပြီ3တင်မလေးကိုညှပ်ပြီးတော့ပဲပေါ်ကန်မယ်နော်ဒါပေမဲ့အားသုံးနော်အားမသုံးနော်ဖြည်းဖြည်းချင်းအပေါ်တွန်းကန်လိုက်တာတင်မလေးကိုညှစ်ထား5 6လေးရှူမယ်7နောက်တစ်ချိန်8 နောက်တစ်ခေါက်9နောက်ဆုံးတစ်ကြိမ်10ဒါဆိုအပေါ်ရောက်ရင်နောက်ဆုံးတစ်ခေါက်17ကြိမ်မြောက်ကိုမရမ်းမယ်ဒီလိုမလန်စင်းနဲ့နော်ရားတလောက်ကလေးပဲခါခန်းစားတင်မလေးကိုညှစ်ထား1ခြေပြားလေးကော့လဲရတယ်ကုတ်လဲရတယ်ကိုအဓိက တင်မလေးကိုဘလိုလေးသွားပြီးတော့အားဝင်မလဲရားတလောက်ကလေးပဲ2အတန်းနိုင်ဆုံးခါမှအားမဝင်စေနဲ့3 4 5ရှူပြီးရင်ခြေထောက်ကလေးကိုပြေးပြေးချင်းစန့်ကြည့် โอเคပြီးရင်ပြေးပြေးချင်းပြန်ကွေ1ရားတော့ကလေးစမ်းရားတော့ကလေးပြန်ကွေ2တင်မလေးတွေမှာခန်းစားပေါင်မာဆယ်တွေလည်းထိလိုက်မယ်တောင်းနေတဲ့သူက3နောက်တစ်ကြိမ်4နောက်ဆုံးတစ်ကြိမ်5ပြီးရင်အဲ့နေထားလေးကနေခြေတော့ကလေးစမ်းလာတာလေးကိုမမဲပြန်လျှော့မယ်အပေါ်ကံမဲပြန်ချမယ်ဇက်တိုက်သွားပြီ10ကြိမ်3 4တင်မလေးမှာခန်းစားပြီးတော့5 six, seven, eight, nine, ten. Okay, အပေါ်မှာခဏလေးမထားမယ် one. ဒီမားလေးဒီမှာခန်းစားမယ်နော် two, three, four, five. ဒူးလေးပြန်ကွေးလိုက်မယ်။ပြီးရင်ဒီဘက်ကတကောက်ကြောအပေါ်ခြေတလုံးအပေါ်ကိုလာပြီးတော့သွားပြီးတော့ကလန့်မယ်ထိလိုက်မယ်။ပြန်မြောက်မယ်ပြန်ချမယ်။ ဒူးလေးပြန်ချညတဲ့အချိန်မှာဒူးနှစ်ခုသွားပူလို့ရတယ်ပြန်ပြန်မမယ်အပေါ်ကိုပြန်သွားပြီးတော့ကလန့်မယ်โอเคပြန်ဝိုက်တယ်ပြန်ချမယ်ဒါဆိုဘေးကိုရသလောက်မတင်အနောက်ကိုဝိုက်ပြီးတော့ဒူးရဲ့အပြင်ကိုသွားခြေသလုံးအပြင်ကိုပြန်ဝိုက်တင်ဟိုဘက်ကနေ1စက်တိုက်ကလေးသွားမယ်ဆယ်ခေါက်2 Okay, three. Then mama said, Lady, my cancer. four, five. Shoot twin, shoot token, hello, basic. Seven. Now turn the J. Eight. Nine. Last now song the J. 10 okay ခြေတော်ကလေးမပြီးတော့ပြန်ချချတဲ့အချိန်မှာဒူးနှစ်ခုတင်ပါအကျဲတိုင်းမှာပဲပြန်ချမယ်မပူတော့ဘူးဒါဆိုနောက်တစ်ချမ်းသွားကြည့်မယ်တကယ်လို့ကိုကညောင်းဝိုင်းတင်ပါထိုင်ချလိုက်ခဏလေးလက်တွေ short ထုတ်လိုက်တကယ်လို့မညောင်းဘူးဆိုတော့သူကတော့ဆက်သွားမယ်အကွာဝေးသေးချလေးပြန်ဝင်တော့ပြီးရင်ဒီတစ်ခါဘယ်ဘက်ခြေတော်ကိုမပြီးတော့တင်လိုက်မယ်အပေါ်ကိုပြန် short နည်းနည်း1အပေါ်ကစ်လုံးမယ်2 3 အားလေးသတိထား3ခြေပြာကော်လဲရဲကုတ်လဲရဲခါမအရင်အာမဆိုင်နေတင်ပါလုံးကိုခန်းစား5 6 7 8ရှင်းသွင်းရှင်းထုတ်လုံးမယ်နော်9 10 Okay ဒီကအပေါ်ခဏလေး17ချိန်ညောင်းမှမထားမယ်1ခဏကိုကြီးမစားဘူးနော်မှောက်ထားတဲ့အတိုင်းလေးပဲ2တင်ပေါက်ညှစ်ထားပြီးတော့ဆွဲတင်3 4 5ကျွန်တော်ကလေးညှစ်ထားတဲ့အတိုင်းကနေဆန်းလိုက်မယ်ပြန်ကွေးမယ် one zatai kali aw ma cha zin ne tin ma le ma khan sa two three nga chain me twa me four okay five san da me ya da law ma da me one le shu two three four five apo kit law me yan shwa me one zatai kali sai chain two three tin ma le ma khan sa four five six seven 10အပေါ်ရောက်ရင်ဒူးလေးပြန်ကွေးမယ်ဒူးလေးရဲ့အပြင်ခြေသလုံးရဲ့အပြင်ကိုဘယ်ဘက်ဒူးကောင်းသွားချတဲ့ကျန်းနေချရမလို့တော့ခြေသလုံးထိအောင်မယ်ပြန်မပြီးတော့အပေါ်ဝိုင်းမယ်ဒူးနှစ်ဖက်လာထိမယ်ဒူးလေးသွားပူးမယ်ပြန်မပြီးတော့ဟိုဘက်ကိုကြော်မယ် Okay ဇက်တိုက်ဆဲချင်း2 Let you 3နောက်ထပ်တစ်ချိန်4 chit twin shoot to kle lo five, de ma le ma bae khan sa 6 okay chit twin shoot out no seven, now to jing eight, now to count nine, let's now song to jing ten, pian du le ko pian cha lai ma ya raw so yin pian thain cha me la kle khana le san thauk pyo atat shoot be one, two, three 4 5ဘင်းတော့အကွာဝေးကွတီနော်ပြန်ချိန်ပြီးတော့ပြန်ဝင်တခါရဲပြန်ချနောက်တစ်မျိုးသွားမယ်ဒီဘက်ဘယ်ဘက်ကိုယင်ပြလိုက်မယ်စောနာတော့အတိုင်းလေးပဲခြေနောက်ကလေးကိုမြောက်တယ်ဟိုဘက်ကိုသွားပြီးတော့ချတယ်မြောက်တယ်သွားချတယ်အဲ့ဒါလေးကို white တဲ့ဟာလေးကိုဒီတစ်ခေါက်ခြေထောက်ကိုအပေါ်မြောက်မယ်ပြီးရင်ဆက်မယ်ပြန်ကွေးမယ်ဟိုဘက်ကိုကြော်မယ်ပြန်လာမယ် ပြန်ဆက်မယ်ပြန်ကွေးမယ်ဒီဘက်ကိုဝိုက်မယ်โอเคလားပါမမဦးစနနကွားကိုပေါင်းလိုက်တာပဲเนาะအဲ့တော့ပြပြချင်းပြန်ကြည့်မမယ်အနောက်ကိုသွားမယ်โอเคဆမ်းမယ်ပြန်ကွေးမယ်ဟိုဘက်ကိုကြောမယ်တင်မလေးကိုညှစ်ပြီးတော့ပြန်လာမယ်ပြန်ဆမ်းမယ်ပြန်ကွေးမယ်အတင်းကိုဝိုက်ပြီးတော့ပြန်ချမယ်ရလား၅ချိန်အဲ၁၀ချိန်တော့အ၈ချိန်သွားမယ်ရှူမား အနောက်ကိုပို့ဆန့်ပြန်ကွေးဟိုဘက်ကိုကြော်ပြန်ဆန့်ပြန်တင်းပြန်ဆန့်ရှူပြန်ပြီးတော့ဘေးကနေ white ပြီးတော့ဆင်း3နောက်တစ်ကြိမ်ဇက်တိုက်သွားပြီကိုပါကိုဖြည်းဖြည်းချင်းကိုခန္ဓာကိုမှတ်ပြီးတော့လိုက်လုံးမယ် okay ရသလောက်ကလေးဖြည်းဖြည်းချင်း3ရှူသွင်းရှူထုတ်ကလေးပုံမှန်လုံးတော့ for အဆင့်လေးတော့များပေမဲ့ Marcel လေးကိုညှစ်ထားပြီးတော့ခန်းစားကြည့် okay ရားတလောက်ကလေးပဲကိုနိုင်တလောက်ကလေးအကျဉ်းရေးတွန်းနေလို့လို့ရတယ်ဘီရင်တခါတယ်ကိုနိုင်တလောက်လေးတီပဲကိုခန္ဓာကိုခန်းစား okay 7 less နောက်ဆုံးတစ်ကြိမ် about jaw ရန်စံ8 ပြန်ကိုဘေးနားနေ white ပင်ဒူးလေးကိုတက်တက်လေးပြန်ချနောက်တစ်ဖက်သွားမယ်အဲ့ဒီတိုင်းလေးပဲခြေရောက်ကလေးကိုဘေးကနေ white ပြီးတော့အနောက်ကိုပို့လိုက်ဆက်မယ်ပြန်ကိုမယ်ဒီဘက်ကိုကြောမယ်ပြန်ခေါ်ပြန်ဆန့်ပြန်ကိုဘေးကနေ white ပြီးတော့လာထီ one နောက်တစ်ကြိမ်ရှုသွင်းရှုထုတ်ကလေးလုပ်ဖြည်းဖြည်းချင်းအဓိကတင်ပါမာဆယ်လေးကိုခန်းစားပေး two three chutuin chutokle lo mase temak mase li makanza four five out at tongje six five day now na day seven. Now sound J. Hey, okay, Tim Along Lady now I am. Time Talai, Legally Santo B. Canali, I shot one, two, three, four. 5လက်ကလေးခေါင်းလေးရှေ့ကိုကြည့်မယ်လက်နှစ်ဖက်ကိုလက်ထိပ်ကလေးထောက်ပြီးတော့ညာဘက်ကိုခါးလေးကိုခေါ်ဝါလက်ကလေးကိုခေါ်ဝါပခုံးလေးခေါ်ဝါကိုရသလောက်ကလေးပဲဖိချပေး1 2 3 4 5ဖတ်အလဲလေးကိုပြင်လာမယ်ခေါင်းလေးရှေ့ပြန်ကြည့်ပြီးတော့ဘဲဘက်ကိုလမ်းလျှောက်မယ်ရသလောက်ကလေးပဲပြီးရင်ခေါင်းလေးကိုငုံချလိုက်မယ်ရသလောက်ကလေးဆက် short 1 2 3 4 5 four five ရှုအလဲလေးကိုပြန်သွမ်းမယ် okay ဖြည်းဖြည်းချင်းပြန်ထား okay ညာစချွေးတောင်ပြန်တယ်အဲ့တော့ဆိုလိုရင်းကဘာကိုပြောချင်းလဲလို့ပြောရင်အခုစောနာကလှုပ်တဲ့အကွက်ကလေးကနဲတယ်အကွက်ကလေးအဖြစ်၃မျိုးပဲရှိရပေါ့နော်ပရမ2မျိုးရဲ့နောက်ဆုံးပြန်ပြီးပေါင်းတဲ့2မျိုးရဲ့၃မျိုးပဲရှိတယ်အဲ့ဒီ၃မျိုးကိုကိုကဘယ်နှချိန်လောက်ရမလဲလို့မေးလာ ခဲ့လို့ရှိရင်ကိုရဲ့ခန္ဓာကိုအရင်ဆုံး sorry first time လေ့ကျင့်နေဆိုတဲ့သူတွေကအာ ၅ချိန်ရနေစပြီးတော့လေ့ကျင့်ပေးလို့ရတယ်။ကိုကလေ့ကျင့်လာကြပြီးဥမာဘောင်နေခါရီကိုရဲ့မာဆယ်ရီကလည်းတတောင်းတတာဖြစ်တယ် flexible ဖြစ်တယ်ဆိုလို့ရှိရင်တော့အ ਨੇ ဆုံးတစ်မျိုးကို10 second ထိသွားလို့ရရပေါ့နော်10 second တိုက်ပါလေးဖွင့်ပြီးတော့ second ခေါ်တာမျိုးသို့မဟုတ် second word ပေါ့နော် second word လောက်ထိသွားပေးလို့လေ့ကျင့်လို့ရပါတယ်။အထူးမှကျင်တာကတော့အရင် push မလုပ်ပါနဲ့တချို့တွေကကြတော့ဒီတင်မမာဆယ်ကိုမခံစားမိတဲ့အချိန်မှာခါးကြီးတွေကိုအာသုံးပြီးတော့ ောက်တာအာသုံးမီကန်နာရေလုံမီတက်လို့ပါအဲစပြီးတော့လေ့ကျင့်တဲ့သူတိုင်းမှားတတ်တဲ့အမှားမျိုးဖြစ်တဲ့အတွက်ကြောင့်အကျူးသတိထားပြီးတော့ဒါလေးကိုဖြည်းဖြည်းချင်းဂယုစိုက်ပြီးပဲလေ့ကျင့်ပေးပါအဲဘယ်နဲ့ရက်လောက်လေ့ကျင့်ရမလဲလို့မေးလာခဲ့ရင်ကြတော့တပတ်ကိုအနည်းဆုံး3ရက်လေ့ကျင့်ပေးလို့ရတယ်ဇက်တိုက်2ရက်လေ့ကျင့်ပြီး1ရက်နားပြီးနောက်1ရက်ခြားပြီးလေ့ကျင့်ပေးလို့ရတယ်လို့1ရက်ခြားတစ်ချိန်စီလေ့ကျင့်ပေးလို့လည်းရတယ်ဒါပေမဲ့ recommend ပေးပါဆိုရင်တော့2ရက်ဇက်တိုက်လေ့ကျင့်1ရက်နားပြီးတော့မှနောက်1ရက်ပြန်လေ့ကျင့်တာမျိုးလေးကို လုပ်ပေးလို့ရပါတယ်ထပ်ပြီးတော့လည်းဝေမျှပေးပါအောင်မယ်အခုလောလောဆယ်အခြေခံအနေနဲ့ဒီဟာလေးကိုစပြီးတော့လေ့ကျင့်ပေးလို့ရပါတယ်ဒါဆိုရင်နောက်မှပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်